ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လောဘကြီးသောကြီးကံတနေ့တော့အခါစာကလေးတကောင်နဲ့ကြီးကန်းတကောင်တို့ဟာတော်ရဲမှာအစာရှာထွက်နေကြပါတယ်။ဒီလိုနဲ့တနေ့ရမှာတော့သူတို့ကညီငယ်ရဲ့အသင်းလေးတွေကိုရှာတွေ့သွားကြပါတယ်။ ကိုကြီးကရင်ဒါပါသီးလေးလည်းမသိဘူးနော်တီးရတာတော့အရန်စားကောင်းမဲ့ပုံပဲဒါပါသီးလေးဆိုတာငါလည်းမသိဘူးစားကလေးရဲ့ငါတို့ရင်ဒီဒီကြောင့်အရင်ဆုံးစမ်းကြရအောင်ပြီးတော့သူတို့အစားထက်ဆိုင်နေစပောင်းတွေတွေ့သွားကြပါဦးပြီးတော့အဲ့ဒါကိုပဲယူပြီးတော့အိမ်ပြန်သွားကြပါဦးမတ်တီရီရင်တိလားဒီနေ့ကိုစားကလေးနဲ့အတူတူအစားသွားရှာတော့နီရဲရဲ့အသီးလေးတွေရှာတွေ့ခဲ့တယ်ကြည့်ရတာတော့အရန်စားကောင်းမဲ့ပုံပါပဲကွာအဲ့ဒါအနီရအောင်လုံးတိတိလေးမလား ။ဟုတ်တယ်မသိရီ။နီပြောတဲ့အတိုင်းပဲ။ဟုတ်တော့အဲ့ဒါစတော်ဘယ်ရီလေးစားလို့ရမ်းကောင်းတာရှင်ရဲ့။ချွတ်ချင်လေးသူ့ရတာ။ဒါဆိုကိုကြီးကရင် ကျမတို့မနေ့ပြန်အဲ့အသီးလေးသွားစားကြမယ်နော်။နောက်တနေ့မနေ့မှသူတို့နှစ်ယောက်လုံးဟာစတော်ဘယ်ရီတွေအတူတူစားကြပါဦး။အချားတစ်ဖက်မှာတော့တော်ရိတ်ကအချားငှက်တွေဟာအရန်ကိုစိတ်ညစ်နေကြပါတယ်။ဘာလို့လဲဆိုတော့တော်ရိတ်မှာသူတို့အတွက်အစာရှာနေလိုပါပဲ။ကျမတို့တော့ဒီတော့အနေပြောင်းသိမိထင်းတယ်နော်။ အစာရှာရမလွယ်တော့ဘူးဒီမှာက ဟုတ်တယ်စာကလေးရဲ့အစာတဏီကုန်ကြိုးစားရှာတော့ဘာမှတိတ်မရတော့ဒါပေမဲ့ကြီးခဲတဲ့မက်သီရီတော့နေ့တိုင်းစတော်ဘယ်ရီတွေကန်းကန်းသွားစားကြပါဘက်သီရီတော်ရရတချမ်းကတ်တွေကတော့အစာရှာများလို့စိတ်ညစ်နေကြပြီဒါပေမဲ့ငါတို့ကတော့အေးဆေးပဲနော်နောက်တနေ့မှာတော့စာကလေးကကြီးခဲစီကိုသွားလိုက်ပါကိုကြီးကခုရပိုင်းအစာရှာမထွက်လို့လေနေရောကောင်းရင်လာလို့ဟုတ်တယ်စာကလေးငါတို့နေမကောင်းကြဘူး အဲ့ဒါကြောင့်ငါတို့အစားရှာမထွက်နိုင်တာပါအေးဂယူဆန်အောင်နော်ဒါနဲ့ကျမတို့ဟိုနီးယားတွေ့ခဲ့အတီကြောင်ရောစုံစမ်းလို့ရလားယစာကလေးကမေးလိုက်တာနဲ့မတ်တီရီကထပြောပါယဟဲ့စာကလေးအဲ့ဒါအစိတ်ဖြစ်တဲ့အတီတွေနော်အဲ့ဒါလုံးဝသွားမစားမိစေနဲ့နော် ဟုတ်လားမတ်တီရီဒါဆိုညီမလုံးဝမစားတော့ဘူးနော်ညီမတော့အဲ့ဒါတော့မသွားရဲတော့ပါဘူးရှင် ပြီးတော့စာကလေးကကြီးကန်းတို့စီကနေထွက်လာပါယပြီးတော့တနေရာမှာသွားထိုင်နေပါယ တမိစာကလေးဦးလေးတမျိုးရှာနေရကြပြီလေတမိပဲရောက်နေရလေတမိကတော်ရင်မှာပဲရှိနေရပါဦးလေးကိုေးဦးလေးရောနေကောင်းရဲ့လားဦးလေးကတော့အားလုံးကောင်းပါရဲ့အေးစိပါပဲတမိရဲ့ဦးလေးပြန်လာတာတမိအတွက်လက်ဆောင်ပါရဲ့တမိညနေကျအိမ်လာလေးပါအောင်ညနေကျတော့စာကလေးလေးကိုရဲ့အိမ်ကို အလဲသွားလိုက်ပါဒီမှာဦးလေးသမီးတို့အတွက်အသီးယူခဲ့တယ်။အဲဦးလေးဒါအစိမ့်ရှိတဲ့အသီးတွေလေဒီအသီးကိုသမီးရှိကနေမြ мян ယူသွားပါတော့ တီတီကအစိမ့်မရှိပါဘူးတမီရဲ့ဒေါ်စတော်ဘယ်ရီလို့ခေါ်တယ်တမီမယံဦးလေးစားပြမယ်ကြည်နေတမီတို့ဟိုနေ့ကလည်းအစာရှာရင် တောရီမှာဒီအသီးတွေတွေးခဲ့သေးရဲ့ကာလူကအစိမ့်ရှိရဲ့တဲ့မဟုတ်ပါဘူးဇာကလေးရဲ့ဒါအရန်အရသားရှိရစားကြည့်ပါတမီရဲ့ပြီးတော့ဇာကလေးနဲ့ချက်တူရွေးလဲစတော်ဘယ်ရီတွေစားကြည့်ပါတော့တယ်ဒီလိုနဲ့သူတို့ကစတော်ဘယ်ရီဒီကအစိမ့်မရှိရဲ့အပြင်အရသာလည်းအရန်ရှိရဲ့ဆိုတာသိသွားပါတော့တယ် နောက်တနေ့မနက်ကျတော့သူတို့အားလုံးတော်ရီကစတော်ဘယ်ရီတွေခူးဖို့သွားကြပါကြီးကဲနဲ့မက်သီရီတို့ကလည်းအဲ့ဒီစတော်ဘယ်ရီသီးတွေသွားစားနေကြပါအောင်ရယ်ကျမတို့စာကလူကျင်းထဲပြီးစတော်ဘယ်ရီလာစားနေရအရသာရှိလိုက်တာနော်ကိုကြီးကဲအဲ့ဒီချိန်စာကလေးကအဲ့ဒီကိုရောက်သွားခဲ့ပါရှင်တို့ဒီလိုလုံးလိုက်မယ်လို့ကျမလုံးဝထင်မထားခဲ့ကိုကြီးကကျမတို့ရောရှင်တို့ဘောတခါမှအဲ့လိုစိတ်မထားခဲ့ဘူးပါဘူးအဲ့လိုအပြောခံရတဲ့အခါ ကြီးကန်းတို့လည်းရှက်ပြီးတော့နောက်နှားရသွားကြပါပြီးတော့ကြံတဲ့ငှက်တွေလည်းစတော်ဘယ်ရီတွေခူးစားကြပါကဲကျမတို့ရဲ့ပုံမြင်လေးကိုကြိုက်နှစ်တိုင်တော့ဒီ channel လေးကို subscribe လုပ်ခဲ့ကြဖို့မေတ္တာရက်ခံပါရှင်ဟုံးရှိရှိတုန်းကစာကလေးတစ်ကောင်ကတော်ရင်မှာသူ့ကလေးနှစ်ယောက်နဲ့အတူတူနေထိုင်ပါတနေ့မှာစာကလေးရဲ့တငယ်ချင်းငှက်တကောင်ကစာကလေးကိုလာပြောပါစကလေးငါ့ကိုနေမင်းလွှတ်လိုက်တာနေကိုမင်္ဂလာဆောင်ရှိလို့တဲ့အန်တီကိုနေကိုမနှက်ပြန်လာဖို့ခေါ်ခိုင်းလိုက်တယ် အဲ့စကားကြားတဲ့အခါစာကလေးရဲ့ကလေးနှကောင်လုံးကအယံတက်ကြွပြီးပျော်ရှင်သွားကြပါ යි ခင်ရလေးငါတို့ဦးလီမင်္ဂလာဆောင်တော့မဲကွာပျော်စရာကြီးငါတို့ကမှဦးလီမင်္ဂလာဆောင်မှာနောက်တနေ့မနက်ကျတော့စာကလေးတို့မိသားစုကအုံးဝေးစီပြီးသူ့အမေအိမ်ပြန်သွားပါ යි အုံးဝေးစီရတာပျော်စရာကြီးတော့မမေအချိန်နှဲငယ်ကြာအုံးဝေးစီပြီးရဲ့နောက်မှာသူတို့ကားဂိတ်ကိုရောက်လာပါ යි ကားဂိတ်ရောက်တော့လေကားလာတာကိုစောင့်နေရပြန်ပါ යි ကားလည်းမလာသေးဘူးလား မမေရဲ့တမီးတို့နောက်ကြတော့မေအဲဒီချိန်မှာအဲ့ဒီကိုပြားလေးတကောင်က ရောက်လာခဲ့ပိုင်းစာကလေးရဲ့တမီးတယောက်ကအဲ့ဒီပြားလေးနောက်ကို လိုက်သွားပိုင်းနည်းနည်းဝေဝေသွားပြီးရဲ့နောက်မှာပြားလေးကိုလည်းမျက်ခြေပြတ်သွားပိုင်းပြီးတော့သူကကားဂိတ်ကိုလည်းပြန်မတက်တော့ပါဘူးအဲ့ဒါနဲ့ပဲသူကတော်ရဲမှာထိုင်ကုန်နေပါအောင်တယ်မမေရဲ့တမီးဒါပဲရောက်လာလေဟိုဘက်မှာလဲစာကလေးကသူ့တမီးအဝါလေးကိုမထွေးတော့လို့စိတ်ပူပြီးလိုက်ရှာနေပါတယ်တမီးကြည့်ပါအောင် နေ့မှဘဲရောက်သွားပြီးတော့ပြီးတော့သူတို့နှစ်ယောက်လုံးကအဝါလေးကိုရှာဖို့အတူတူထွက်သွားကြပါတယ်။မမေဘာလုပ်ရမလဲမသိတော့ပါဘူးတမီးရဲ့။တမီးရဲ့အမဘေးပြောက်သွားလဲ။မမေတို့အားမလျှော့ဘဲသူ့ကိုဆက်ရှာရအောင်မ။အဝါလေးကအခုနာနေရာမှာပဲဆက်ထိုင်နေပြီးငိုနေခဲ့ပါတယ်။ခဏနေရောအဝါလေးနားကိုစစ်တူရီတကောင်ရောက်လာပါတယ်။တမီးရဲ့ဘာလို့ဒီတော့ထဲမှာတယောက်တည်းထိုင်ငိုနေရလဲ။စာကလေးကလည်းဖြစ်ချောင်းကုန်စင်ပြော့ပြလိုက်ပါတယ်။အဲ့ ဒါဆိုသမီးရဲ့အမေလည်းအရင်စိတ်ပူနေမှာပဲကွယ်ဒီလိုလုပ်ပါလားအန်တီအိမ်ရဒီနောက်မှာပဲအခုတော်တော်စိတ်ချရအောင်အန်တီနဲ့လိုက်ခဲ့ပြီးမှသမီးရဲ့အမေဆက်ရှာကြတာပေါ့စာကလေးရလည်းကျက်တူရွေးနဲ့အတူတူ လိုက်သွားပါကျက်တူရွေးရဲ့အိမ်ရောက်တဲ့အခါစက်ကလေးတိလိုက်ရတာကအဲ့ဒါကသူ့ဘွားရဲ့အိမ်ဖြစ်နေရပါပဲအန်တီဒါသမီးအဖွားရဲ့အိမ်လေဟုတ်လားသမီးဒါဆိုမြ мян သွားသမီးရဲ့အဖွားနဲ့သွားတွေ့ပြီးဖြစ်ချောင်းကုန်စင်ပြပြလိုက်အဲသမီးသမီးကဘာလို့တယောက်တည်းရောက်လာလဲ မမီနဲ့တပြည့်ညီမလေးရောပြီးတော့စာကလေးကသူ့အဖကိုအကုန်ပြပြလိုက်ပါအဲ့ကွယ်ဒါဆိုရင်တော့တမီးရဲ့မမီအရင်စိတ်ပူနေမှာပဲဒါဆိုလားဖဖတို့သူ့ကိုသွားရှာကြရအောင်အဲ့ဒီချိန်မှာစာကလေးရဲ့အမေလည်းအဲဒီကိုရောက်လာခဲ့ပါတမီးဘယ်ကိုပြောက်သွားလဲအမေတမျိုးနေရာတကာလိုက်ရှာနေကြရအမေဘလောက်တောင်စိတ်ပူနေရလဲတမီးရဲ့တမီးတမ်းမှန်ပါမမီတမီးအမပါတမီးအိပ်ပြားလေးနောက်ကိုဆက်ဆူပြီးလိုက်သွားခဲ့မိရာ အမေကိုမပြောဘဲဘယ်မှရှောင်မသွားတဲ့မူဆိုတာတမိနားလေပါဘီမမေအဝါလေးလိုရှောက်သွားတက်တဲ့ကလေးတွေသတိထားမယ်နော်အဝါလေးလိုမဖြစ်ပါစေနဲ့သူကကံကောင်းလို့ဖွားဖွားကြီးရောက်လာပါလူတိုင်းအမြဲနဲ့ကံကောင်းမနေနိုင်ဘူးလေပဲတော်တော်မိပါအတိပေးပြီးမှတွားရမယ်နော်မိင်္ဂလာလက်ထပ်ပွဲအခုချိန်မှာတော့လာလူရဲ့သားလေးပင်တူလေးကအရွယ်ရောက်လာပါပြီအဲ့ဒါကြောင့်မို့ပင်တူကအိမ်အတွက်အစာထွက်ချာလေးရှိပါအမေအမေအိမ်မှာအေးအေးဆေးဆေးအနားယူပါ ကျွန်တော်နဲ့ဦးလေးကလို့အပြစ်မှာအစာထွက်ရှာလာအောင်မေးဒီတော့အုံနာဝင်းကျမှာစပားကင်းတွေမရှိဘူးလေအဲ့ဒါကြောင့်ကျွန်တော်တို့နည်းနည်းဝေးဝေးသွားရမှာကျွန်တော်ပြန်လာနောက်ကြမယ်နော်မေကောင်းပါပြီသားလေးဒါပေမဲ့တအားဝေးရဲ့နေရာတွေတော့မသွားပါနဲ့ပြီးတော့ကိုဟာကိုခူးဆိုင်တော့တာဟုတ်ကဲ့ပါမေကျွန်တော်ခူးဆိုင်ပါမယ်အဲ့လိုပြောပြီးတော့ပင်တူလဲအတိုက်ကနေအစာရှာဖို့ထွက်သွားပါပင်တူခဏပြန်တမ်းပြီးမှတော့ကာလူတို့အိမ်ကိုရောက်လာပါပင်တူကကာလူအိမ်တကာခောက်လိုက်ပါ ကြီးကန်းကကာလူနဲ့ကြီးကန်းကာလူနဲ့တကားဖွင့်လိုက်ပိုင်။ဘာဖြစ်လို့လဲဦးလေးကာလူ?ဦးလေးနေကောင်းရဲ့လား?ဦးလေးကြီးကဖျားနေတယ်လို့ပဲ။ဦးလေးဘာမှမဖြစ်ပါဘူး။သားလေးပင်တူရဲ့ဦးလေးကခဏအနားယူနေရပါ။တွားမေဦးတို့အစာသွားရှာကြရအောင်။ကာလူနဲ့ပင်တူတို့ကအဲဒီလိုနဲ့အစာရှာဖို့ထွက်သွားကြပါ යි ။ကာလူမှသားသမီးမရှိတဲ့အတွက်ကြောင့်အဲဒီလောက်တွေအကောင်လုံးကို ကာလူကပဲဦးစီးပြီးလောက်ကင်နေရဖြစ်ပါ යි ။ကာလူပဲအစာရှာဖို့အပြင်ထွက်ရပါ යි ။ အိမ်မှာအေးစေးအနားယူခြင်းပေးမယ်လေအနားယူလို့မရပါဘူးသူသာအပြင်ထွက်ပြီးအစာမရှာဘူးဆိုရင်သူနဲ့သူမိမငတ်ပြီးတည်ကြရပါလိမ့်မယ်ပြင်ရင်ပြင်နဲ့သူတို့နည်းနည်းဝဝိကိုရောက်လာပါပြီအဲဒီချိန်မှာပင်တူကကာလူးကိုအခုလိုပြောလိုက်ပါဦးလေးကာလူးရေဟိုမှာကြည့်ပါစဘာပင်တွေနောက်ပြီးဒီနားမှာလူတယောက်မှလည်းမရှိဘူးကျွန်တော်တို့ဒီဆိုင်ခေးကနေပဲအစာယူသွားကြရအောင်ဟုတ်တယ်ဟုတ်တယ်လာလာသွားမယ်ကာလူးနဲ့ပင်တူတို့လည်းစိုက်ခင်းနဲ့ဆင်းလာပြီး အစာအနှဲငယ်စားလိုက်ပိုင်းအစာအချို့ကိုလည်းအိမ်အတွက်ယူလာပိုင်းနှစ်ယောက်လုံးနဲ့အရန်ကိုပြင်ပန်းနေကြပါပြီတားလိပင်တို့ရေဦးလီအရန်မောနေပြီဦးလီတို့တနည်းရရမှာခဏနားကြရအောင်လေဟုတ်ကဲ့ပါဦးလီကလူကျွန်တော်တို့နားကြမယ်လေဟိုမှာကြိတ်ပါအောင် ရေတကုန်ရှိရင်ကျွန်တော်တို့အိမ်နားမှာခဏသွားနာကြမယ်လေရေလဲနည်းနည်းလောက်တောက်မယ်အနားလေးယူလိုက်ကြမယ်နှစ်ယောက်လုံးရေတကုန်နားထွက်လာကြပါရေတကွန်နာရောက်တော့ရေတောက်လိုက်ကြပါအခုမှပဲနည်းနည်းနေသားထိုင်သာရှိသွားတော့ ။ဦးလေးကအယမ်းမောနေရဒီမှာနားလိုက်တာတော်တော်အဆင်ပြေသွားပြီ။သူတို့နေရာတော့ထိုင်ပြီးအမောဖြစ်နေတဲ့အချိန်မှာတရားရောက်ရဲ့အော်တာကြားလိုက်ရပါပြီ။ကဲကြပါကဲကြပါတရားရောက်ကျမကဲပြီးကြပါဦး။ကျမဒီလောင်ရီနေရာနေထုတ်ပြီးကြပါ။ကျမမိကြီးပြန်ကျင်နေ။ဦးလေးကလို့အတန်ကြလား။တရားရောက်ဒုက္ခရောက်နေရဲ့ထင်နေ။ဒါကျွန်တော်တို့သွားကြည့်ကြရအောင်။အေးအေးသွားမယ်။နေရောင်လုံးအတန်ကြာရနောက်ကိုလိုက်သွားကြပါ යි သူတို့ရှိနေတဲ့တူတိုင်းအတန်တစ်ပြေးပြေးပူပူကျလာပါ යි ကဲကြပါကဲကြပါကျမတို့ရောက်ရောက်ကဲပေးကြပါအောင်တာလူနဲ့ပင်တူတို့လည်းအတန်ကြာရလမ်းကြောင်းအတိုင်းရှေ့ဆက်သွားနေကြပါအဲ့ချိန်မှာကာလူကလူရင်းရဲ့အိမ်တိမ်တွေ့သွားပါပင်တူရင်ဟိုမှာကြည့်ပါငါတို့အခုကြားနေတဲ့အတန်အဲ့အိနာကနေလာနေရဟုတ်တယ်ဦးလေးကလူဟိုမှာကြည့်ပါအိရှိယလာရင်တဲမှာငတ်မလေးတကောင်ပိတ်မိနေတယ်သူမလေးပဲအော်နေရကြည်ရတာအဲ့ဒီအိနေရလူကငတ်မလေးကိုတောင်းအင်းနဲ့ထဲ့ပိထားနေမယ် တနာကြာကောင်နဲ့ငှက်မာလေးသူမအပြေထွက်လို့မရတော့ဘူးဘာလို့ပြေထွက်လို့မရရမလဲဦးတို့သူ့အရာကိုထောက်ပေးမှာပေါ့လာငါတို့အိမ်လာအိမ်လာသွားရအောင်နေရောင်လုံးလောင်အိမ်နောက်ရောက်လာကြပါအဲ့ဒီချိန်မှာကာလူကလောင်အိမ်ထဲမှာပိတ်မိနေတဲ့ငှက်မာလေးကို အခုလုံမေးလိုက်ပါငှက်မာလေးတမျိုးဘသူကလောင်အိမ်ထဲထည့်ပိတ်ထားတယ်ဦးလေးတို့ညောက်ကဘသူလဲဟင်ကျွန်တော်နမပင်တို့ပါသူကတော့ဦးလေးကာလူပါ ကျွန်တော်တို့ကဒီနာဆိုင်ခင်းကနေအစာရှာပြီးပြန်လာကြတာပါအဲ့ဒီမှာမင်းရဲ့အော်တန်တားလိုက်ရတာတော်ပါသေးရဲ့အကူရုံးမြောက်ဒီနာကိုရောက်လာလို့ကျမနဲ့မြဆိုနီးပါ ကျမဒီနာတောင်းလေးထဲမှာအမင်းနဲ့တူတူနေထိုင်ပါ့လူငယ်နေရလောက်ကကျမလည်းအစာရှာဖို့ထွက်လာခဲ့တာမုံဆိုးတကကျမကိုလောင်အင်းနဲ့ဖမ်းခေါ်လာမုံဆိုးကကျမကိုဈေးထဲမှာဒီအင်ရပိုင်ရှုံရောင်းခဲ့တာအဲ့ဒီချိန်ကကျမဒီနေရာမှာပြိမိနေခဲ့ရပါ ျမရဲ့အမယာအတော်လေးအသက်ကြီးနေပါပြီ။ကျမရဲ့ဖခင်လည်းကျမတို့ထားပြီးထွက်သွားပြီ။ကျမအမေကြီးမှကျမအလွယ်လို့ဘယ်သူမှမရှိပါဘူး။ကျမဒီလာရီနဲ့ပြိမိနေရနှစ်ရက်တတိရှိပါပြီ။အမယာကျမကိုမျော်နေလောက်ပြီ။စိတ်မကောင်းစရာပါပဲ။မင်းဘာမှစိတ်မပူပါနဲ့။ငါတို့မင်းကိုဒီလာရီနေ့ကနေထုတ်ပေးပါမယ်။ပြီးရင်မင်းကိုမိမိကြီးခေါ်သွားပေးမယ်။ဟုတ်တယ်ဟုတ်တယ်။ဦးတို့သမီးကိုကူညီပေးပါမယ်။ကာလူကဘယ်တော့မှမစိုးဖိနိုင်တဲ့အရေးချင်းရှိပါရဲ့ ငါမလေးမင်းစီမှာကလင်းရှိလားဒါလိုလေကလင်းရဲ့အကူကြီးနဲ့လောင်အင်းရဲ့တော့ဖွင့်လိုက်ပိုင်းငါမလေးဆိုနေလဲအပြင်ထွက်လာပိုင်းဦးတို့ကျေးဇူးအများကြီးတင်ပါရဲ့ဒီနေ့သာဦးတို့မကူညီပြီးခင်ကျမအမေဘလို့နေမလဲမသိပါဘူးကိစ္စမရှိပါငါမလေးကဲအခုလားဦးတို့တမီးကိုတမီးမေကြီးခေါ်သွားပေးမယ်ဟုတ်ကဲ့ဟုတ်ကဲ့မြန်မြန်သွားကြမယ်ဒီအိမ်ပိုင်ရှာအရန်အပေါ့ဆိုရင်ကျမဒီအိမ်ကိုရောက်လာကြရအစာအုပ်ရင်ရောဘာမှမကြွဘူး ကျမအခုဘိုင်ရန်စာနေရင်ရှည်လဲစာရင်ဒါတော်တော်မကောင်းနေလို့ရပဲငါတို့ဒီအိမ်ပိုင်ရှင်ကောင်းကောင်းပညာပေးမှရမယ်ဦးလေးကလူရင်ကျွန်တော်တို့တော့နောက်မှပညာပေးအောင်ကျွန်တော်တို့အခုဒီကနေထွက်သွားတင်ပြီမဟုတ်ရင်အိမ်ပိုင်ရှင်အပြေထွက်လာလိမ့်မယ်ဟုတ်တယ်လာလာသွားကြမယ်ဆိုနီပင်တူကလူတို့တောင်းရလုံးကအဲ့ဒီကနေထွက်သွားကြပါရင်ညာရောက်တော့လေးဘက်လေးလံလုံးမှောင်မင်းနေခဲ့ပါပြီဒါပေမဲ့လေလာရဲ့အလေးရောက်တော့နနေရောနေနေခဲ့ပါရင် ငတ်မလေးဆိုနီယာရှေ့ရနေသွားနေပိုင်းကာလူးနဲ့ပင်တီတို့ကသူမရဲ့နောက်ကနေလိုက်နေခဲ့ပိုင်းခဏလောက်ကြာတော့ငတ်မလေးဆိုနီယာအပင်တပင်ပေါ်မှာရှာလိုက်ပိုင်းအဲ့ဒီအပင်မှာအရန်လှတဲ့အိမ်လေးတစ်လုံးရှိပိုင်းငတ်မလေးဒီအိမ်ကသမီးရဲ့အိမ်လားဒါသမီးရဲ့အိမ်ပဲလေအရန်လှအိမ်ကလေးပဲအပြင်အကြီးအရောင်တလောက်လှနေအထဲမှာဆိုရင်ပိုးလာမှာပေါ့အဲ့ဒီချိန်မှာငတ်မလေးဆိုနီယာသူမရဲ့အမေကိုလှမ်းခေါ်လိုက်ပိုင်း အမေတကားပွင့်မအောင်တမိပါဆိုနီဆိုနီရဲ့အမေလည်းအိမ်တကားကိုဖွင့်လိုက်ပါဆိုနီတမိပြန်လာပြီလားလုံခဲ့နေ့ရက်ကနေကတမိဘယ်ပြောက်နေရလဲအမေကတမိကိုအရန်စိတ်ပူနေရနောက်ပြီးဒီနှစ်ယောက်ကဘယ်သူလဲတမိအစင်ရောပြည်ရလားအမေတမိအားလုံးပြောပြပါမယ်အရင်ဆုံးတမိတို့အိမ်ထဲပေးဝေမအောင်၃ယောက်လောက်အိမ်ထဲကိုရောက်လာကြပါဆိုနီလည်းသူမရဲ့အမေကိုအဖြစ်ပြက်တွေအကောင်လုံးပြောပြလိုက်ပါအမေ ။ဦးရုံယောက်ကသမီးသက်ကိုကယ်ပြီးခဲ့တာပါ။အကိုတို့ကျေးဇူးအများကြီးတင်ပါရဲ့နော်။အကိုတို့နှစ်ယောက်ကူညီပေးလို့ကျမသမီးလေးဒီကိုပြန်လာနိုင်ခဲ့ရပါ။အကယ်၍အကိုတို့သာကျမသမီးလေးမကူညီပေးခဲ့လို့ဆိုရင် ကျမသမီးလေးကိုဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူး။ကျမသမီးလေးကိုမျှော်ရင်းမျှော်ရင်းနဲ့တည်သွားနိုင်တယ်။ကျမသမီးလေးကိုမျှော်ရင်းမျှော်ရင်းနဲ့တည်သွားနိုင်တယ်။အဲ့လိုမပြောပါနဲ့အမကြီးရဲ့ဖျားတခင်ကစုံနီးလေးကိုကဲဖို့ကျွန်တော်တို့ဆေးလုတ်ခဲ့တာဖြစ်မယ်။ကဲအခုကျွန်တော်တို့လည်းပြန်တော့မယ်။ ညာလဲအတော်နဲ့နေပြီဆိုတော့ကျွန်တော်မိမလေးအိမ်မှာထျောက်သေးဆိုတော့သူလဲအမကြီးတို့ကျွန်တော်တို့ကိုမျှော်နေမှာကျင်းတည်ရင်အကိုတို့နောက်တခါထပ်ပြီးကျေးဇူးတင်မိုင်းအကိုရဲ့ကျေးဇူးကျမဒီတသက်လုံးဝမမိပါဘူးကဲကျွန်တော်တို့ပြန်တော့မယ်နော်ဦးလေးကလူကျွန်တော်ယူလာတဲ့အစားတွေတို့နည်းနည်းလောက်ပြီးလိုက်မယ်လေလောကန်နည်းရဲ့လောက်တွေကတို့ဘာမှမစားရသေးဘူးလေအေးလေပြီးလိုက်ပါကာလူနဲ့ပင်တူတို့လဲသူတို့ရဲ့အစာရီတဲကဝေစုတချို့ကိုခွဲပြီး သားမီးမြောက်ကိုပေးလိုက်ပါပြီးရနဲ့သူတို့အိမ်ဘက်ကိုထွက်လာကြပါနှစ်ယောက်လုံးအိမ်ပြန်တဲ့လမ်းမှာပင်တူကကာလူကိုအခုလိုပြောလိုက်ပါကျွန်တော်အရင်ကမှလေးကူညီပေးလိုက်ရလို့အယံဝမ်းသာတာပဲဦးလေးရဲ့ဟုတ်တယ်ပင်တူဦးလေးရောပဲဒါမဲ့ဦးလေးတခုပြောပြစမ်းပါဦးဒါဆိုနီကိုမြင်ပြီးဘာလို့အလောက်ရှက်နေရတာဒါတို့စိတ်ဝင်စားနေရလားစိတ်ဝင်စားရဆိုရင်ဦးတို့သူစီပြသွားကြမယ်။ဒါနဲ့လက်ထပ်ပွဲကိစ္စသွားပြောလိုက်မယ်လေ။အိမ်ငတ်မာလီကအယမ်းလာတယ ။သူမရဲ့မြန်လဲလက်ထပ်ပွဲမြင်းမှမဟုတ်ဘူး။ဆိုနီရဲ့မိကိုဦးလီပြောပြပါ။ကာလူရဲ့စကားကြတော့ပင်တူကပိုတော့မှရှက်သွားပါ යි ။ပြီးတော့ကာလူကိုဒီလိုပြန်ပြောလိုက်ပါ යි ။မဟုတ်ဘူးမဟုတ်ပါဘူး။အဲ့လိုတွေမရှိပါဘူးဦးလီကာလူရဲ့ကျွန်တော်ဘာကြီးလာပြောနေရလဲဗျာ။ဦးလီကအကောင်လုံးနားလေတဲ့တားလေးပင်တူရဲ့။ဦးလီကတားငငယ်လေးကညတားကြောင်ကောင်းကောင်းတည်ပါ යි ။အခုတော့ဦးလေးစပင်းနေမပြူသေးဘူး။ဆိုနီကိုမြင်ကလေးကတားပါးနေရလာတာ။ဦးလေးသတိထားမိ ဒါပေမဲ့အခုကိစ္စမှာအလောက်တီရှက်ကြမလို့ပါဘူးကွာအခုဆိုဒါလည်းလက်ထက်ရမယ့်အရွယ်ရောက်နေပြီလေဒီလိုကိစ္စတွေကပုံမှန်ပါပဲနှစ်ယောက်လုံးစကားပြောရင်းနဲ့သူတို့ရဲ့တော်တဲ့ရောက်လာပါပြီပင်တူဟေဦးလေးလည်းအိမ်ပြန်တော့မယ်ဒါလည်းအိမ်ပြန်တော့နော်လာလူတွေတောက်အောင်ပြောနေလောက်ပြီညာလည်းအတော်နဲ့နေပြီငါမိန်းမလည်းငါ့အောင်ပြောနေလောက်ပြီဟုတ်ကဲ့ပါဦးလေးကလူကျွန်တော်လည်းပြန်တော့မှာပါမနေ့ပြန်မှတွေ့ကြမယ်အေးပါပင်တူရေဦးလေးမမိပါနဲ့ မနေ့ပြတိုင်းဦးလေးလာလူကိုတားရဲ့လက်ထပ်ပွဲကိစ္စပြောပြပါမယ်။တော်ပါတော့ဦးလေးရဲ့ကျွန်တော်မနောက်ပါနေပြ။ဟုတ်ပါပြီကွယ်။ကဲအခုပြန်တော့မနေ့ပြမှာတွေ့ကြမယ်။နေရာလုံးလေးသူတို့အင်ကိုကိုစီပြန်သွားကြပါ යි ။ပင်တူလည်းသူ့အင်ကိုပြန်ရောက်တော့အင်တကာခောက်လိုက်ပါ යි ။အမေအမေတကားပွင့်ပေးပါအောင်တားပြန်ရောက်လာပြီ။လာလူလည်းအင်တကာကိုဖွင့်လိုက်ပါ යි ။ပင်တူတားလေဘာလို့ဒီလောက်နောက်ကျနေရတော့ညတော်အတော်နဲ့နေပြီ။လာလာအင်ထဲဝင်တော့အပြင်မှာအရန်အီးတယ် ပင်တူလည်းအိမ်ထဲဝင်လာလိုက်ပါအမေဒီမှာရော့ဒါအစာရီအများကြီးရှာလိုက်ကျွန်တော်တို့တပတ်စာတော့မပူရတော့တားလို့တာရမ်းကောင်းနေပင်တူဒါပေမဲ့ဒါဘာလို့ဒီလောက်နောက်ကျနေရလဲဆိုတော့အမေကိုခုထိမပြောပြရသေးဘူးနော်ပင်တူလည်းသူ့ရဲ့အမေကို ဖြစ်ချောင်းကုန်တင်ပြောပြလိုက်ပါတားလီရမ်းတော်ရင်ဒါအသက်နှစ်ချောင်းကဲတင်ပြီးခင်ဟာပဲငှက်မလေးဆိုနေရဲ့အသက်ရောသူ့အမေရဲ့အသက်ရောကောင်းနေတာလေအမေသားအတွက်ခုံယူတယ် အစာနည်းနည်းစားပြီးသူတို့နှစ်ယောက်လုံးအိပ်ပျော်သွားကြပါယ်။မနေ့ရောက်တော့ကာလူကလာလူရဲ့အိမ်ကိုရောက်လာပါယ်။အခုကာလူမနေ့စောစောကြီးကြီးဘာကိစ္စရှိလို့လဲ။အရေးကြီးကိစ္စရှိလို့လား။အရေးကြီးတာမဟုတ်ဘူး။အတော်လေးအရေးကြီးတာ။ကာလူအဲ့ဒါကြောင့်မနေ့အစောကြီးထားပြီးငါဒီကိုလာခဲ့ရပေါ့။ကဲပြောပါဦး။အေးပါပြောပြပါမယ်ပြောပြပါမယ်မနေ့ကငါတို့အစာရှာဖို့အပြင်ထွက်သွားတော့ငှက်မလေးတကောင်လှောင်ရင်တည်းပိတ်မိနေရငါတို့တွေ့သွားခဲ့တယ် အဲ့ဒါ၄ကောင်ကျမတည့်ရလေကိုကလူမင်းညာပဲပင်သူကျမအကုန်ပြောပြပိုင်းဟုတ်လားအဲ့လိုလားဒါဆိုသူနိ哦ငတ်မလီဆိုနေကြလဲပြောပြမှာပေါ့သူကျမ哦ငတ်မလီဆိုနေကြလဲပြောပြပါရဲ့သူနိမှာသူ့မရလွဲလို့ဒီလောကမှာဘယ်သူမှမရှိတော့ဘူးတဲ့အလကဒီပင်သူကတော့တော်တော်ရိုးကြံဆောင်နေရပဲသူ့စိတ်တရားစကားတော့နိ哦မပြောပြသူ့မေမပြောပြရတော့တဲ့အထိဖြစ်တဲ့ကိစ္စကဘာလဲအကူကလူပဲကျမကိုပြောပြလိုက်ပါတော့ ကျမအခုရမ်းစိတ်ပူနေပြီစိတ်ပူရမယ့်ကိစ္စမဟုတ်ပါဘူးနေရစိုးရင်စိတ်တွေအကုန်ပျောက်တော့မှာပါမနေ့ကငါတို့လောင်ရင်တရနေလွတ်အောင်ကူညီပေးခဲ့ငှက်မလေးစုံနီကိုပင်တူးကအရန်သဘောကြနေရနေသားသဘောတွင်ဒီနေ့ညနေသူတို့အိမ်သွားပြီးပင်တူးနဲ့စုံနီကိုလက်ထပ်ပေးမယ့်ကိစ္စတော့ပြောလို့ရတယ်ဒါရမ်းကောင်းတဲ့ကိစ္စပဲအကုတ်ကလူပင်တူးသဘောကြရဆိုရင်ဘာမှမလိုတော့ဘူးလေကျမတို့ဒီနေ့ညနေပဲသွားကြမယ် ညနေရောက်လာတော့ကာလူးနဲ့လာလူတို့ကစုံနီရဲ့အိမ်ကိုရောက်လာကြပါရင်စုံနီရဲ့အမေကပင်တူမြင်မြင်ချင်းကလေးကသဘောတွေ့နေရပါသူမစုံနီကိုမေးလိုက်တော့စုံနီကလည်းလက်ခံလိုက်ပါရင်ပင်တူနဲ့စုံနီတို့ရဲ့လက်ထပ်ပွဲကိုအတည်ပြုလိုက်ပါပြီရန်အနေငယ်လောက်ကြတော့ပင်တူနဲ့စုံနီတို့ကမိင်္ဂလာဆောင်လိုက်ကြပါတော့ရင်ဂိမ်းအခုလိုမျိုးစိတ်ဝင်စားစရာ ငှက်ကာတူပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel ကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားကြအောင်တဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံး